ခရစ်တိုလောကမှာကျွန်တော်တို့အနေနဲ့ခရစ်တိုကရတဲ့အမြတ်တွေတဲ့ကတစိမ့်တစ်ပိုင်းကို cash fee အနေနဲ့အမြဲပေးရပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အမြတ်တွေတဲ့ကနေအမြဲခွာပေးနေရတဲ့ cash fee ဆိုတာပါလေ cash fee ကိုဘယ်လိုခြွေတားရမလဲဆိုတာကိုပြောပြပေးမှာဖြစ်လို့ဗီဒီယိုအဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ပထမအဆုံးအနေနဲ့ cash fee ဆိုတာပါလေ cash fee ဆိုတာက blockchain network ပေါ်မှာ transaction တွေဒါမှမဟုတ် smart contract ရဲ့လုံဆောင်ချက်တွေကိုအောင်မြင်စွာဆောင်ရွက်နိုင်မှုအတွက်ပေးရတဲ့ဝန်ဆောင်က transaction fee ဖြစ်ပါတယ် ကိုကဘလို့ချင်းကဝတ်တွေကိုတုံတိုင်းပေးရတဲ့ဝင်ဆောင်ကားလို့အလွယ်မှတ်ထားလို့ရပါတယ်။ကိုပေးလိုက်ရတဲ့ gas fee ကဘဒုစီရောင်းလဲဆိုရင်ကိုရဲ့ transition တွေကို complete ဖြစ်အောင်လုပ်ပေးတယ် validator miner ရစီကို reward အနေနဲ့ရှောက်သွားပါတယ်။ validator miner ဆိုတာပါလေစာရတွေကိုဆက်ပြီးရှင်းပြပေးပါမယ်။ validator miner ဆိုတာကဘလို့ချင်း network ထဲမှာကျွန်တော်တို့ transition တွေမှန်မှန်မှန်စစ်ဆေးပေးပြီးတော့ transition complete ဖြစ်အောင်စောင့်ရပေးတဲ့လူတွေကိုပြောတာပါ။နောက်ပြီး gas fee ကိုဘာတွေနဲ့ပေးချေရလဲ။ ဒါကတော့ကိုယ်အသုံးပြုရတဲ့ network ပေါ်မှုတည်ပြီးပေးချေလို့ရတဲ့ coin တွေအများကြီးရှိပါတယ်။ဥပမာ Ethereum လို့ blockchain မျိုးမှာဆိုရင်ပေးရတဲ့ gas fee ကို Ethereum ရဲ့ကိုယ်ပိုင်ငွေကြေးဖြစ်တဲ့ ETH နဲ့ပေးရပါတယ်။ပေးရတဲ့ gas fee တန်ဖိုးကလည်းဈေးရန်ကြည့်ရဲ့။အဲ့လိုဆိုရင် gas fee ပိုးနဲ့တင်ငွေတော့ပါလိမ့်မယ်။ဘာလို့လဲဆိုရင်ကိုယ်လုပ်တဲ့ transaction ကပိုလျှောက်ထွေးလေပေးရတဲ့ gas fee ကပုံများတာကြောင့်ဖြစ်ပါတယ် network တိုင်းမှာပေးရတဲ့ gas fee ကိုတော့ GWAI တို့လည်းခေါ်ပါတယ်။ ဒီလိုပေးရတဲ့ gas fee တွေကဘာကြောင့်မတူလာလဲလို့မေးရင်ဒါကတော့ရှင်းပါတယ်လူတွေရဲ့ဝယ်လို့ကဒမန်းနဲ့ရောင်းလို့က supply ကြောင့်ပေးရတဲ့ gas fee မတူလာပဲဖြစ်ပါတယ်နောက်ပြီးအခုတော့ချက်တွေကြောင့်လည်းပေးရတဲ့ gas fee တွေကမတူပါဘူးရုရှားဘာဆိုလာကနောက်ဝတ်တစ်ခုမှအတုံးပြူတဲ့လူတွေများပြီး transition တွေပိတ်ဆို့နေတာကြောင့် gas fee များနေတဲ့အခြေအနေကိုပြောချင်တာပါဥပမာလူအများကြီးကနောက်ဝက်တစ်ခုမှတပြိုင်တည်း transition တွေလုပ်နေရင်နောက်ဝက် congestion ဖြစ်ပြီး transition တွေတအားကြပါတယ် ဲ့ဒီခါလူတွေကကို transition ကိုအမြန်ဆုံးပြဖို့အတွက်တယောက်နဲ့တယောက်ပို့ပြီးဈေးပေး bid လုပ်ကြပါလေ fee တွေတက်သွားပါလေအဲ့ဒီခါကိုပေးရတဲ့ gas fee ကဈေးကြည့်ပါလေ off peak hour ကတော့ညနေပိုင်းဒါမှမဟုတ်နောက်ဘက်ထဲမှာတုံးတဲ့လူတိတ်မရှိတဲ့အကြောင်း gas fee နဲ့တဲ့အခြေအနေကိုပြောတာဖြစ်ပါလေဒီလိုလူသုံးခဲတဲ့အတွက်အကြောင်းကိုပေးရတဲ့ gas fee နဲ့ပါလေအခုလောက်ဆို network တစ်ခုချင်းစီရဲ့ပေးရတဲ့ gas fee ပမာဏကိုတိလောက်မယ်ထင်ပါလေနောက်ထပ် centralized exchange နေမှာပေးရတဲ့ fee အကြောင်းကိုဆက်ပြောပြပါမယ် central လက် exchange မှာပေးရတဲ့ fee ဆိုတာက bigger လူမျိုး exchange တွေမှာကိုက trading လုပ်ရင် exchange ဘက်ကပေးရတဲ့ဝယ်ဆောင်က commission ပဲဖြစ်ပါတယ်။ကိုရဲ့ trade လိုက်ဝေပမာဏရဲ့0.1%ကနေ0.5%အထိ fee နေနဲ့ exchange ဘက်ကယူလိရှိပါတယ်။ဒါကလည်း beginner တွေခဏခဏမှားတတ်ပါတယ်။ဘာလို့လဲဆိုရင် central လက် exchange တွေမှာပေးရတဲ့ fee က blockchain မှာကိုယ်တိုင်ပေးရတဲ့ gas fee နဲ့မတူပါဘူး။ဒါဆို central လက် exchange fee နဲ့ decentralized exchange fee ကဘာတွေကွာသွားလဲ။ centralized exchange CEH မှာ trading exchange fee ပဲပေးရပါတယ်ဒါပေမဲ့ decentralized exchange DEH ဥပမာ Uniswap မှာ swap ပြင်တော့ swap fee 0.3%လောက်နဲ့ blockchain ရဲ့ gas fee ပါနှစ်ခုပေါင်းပြီးပေးရပါတယ်ဒါဆို gas fee ကိုဘယ်လိုလျှော့ချမလဲဆိုရင် gas fee တွေကကိုက transaction လုပ်တိုင်းပေးနေရတာမှန်ပေမဲ့ gas fee ကို trader လို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ်ကိုက transition လုပ်တော့မယ်ဆိုရင် gas tracker ကိုအငြင်းကြည့်တယ်မှာလေ ဥပမာ ETA scan gastric ga တွေကိုကြည့်ပြီး free နေဆုံးတက်မှတ်ချိန်မှာ transition လုပ်မယ်ဆိုရင်ကိုကပေးရတဲ့ gastric ကအများကြီးတက်တာပါလေ။ layer 2 network ဆိုတာက ETA region ရဲ့ express lane ကိုခေါ်လို့ရတယ်။ဆိုလိုတာကပေးရတဲ့ gastric တက်တာအောင်လုပ်ပေးထားတဲ့ network တွေလို့နားလည်ထားလို့ရပါလေ။ဥပမာ epitran, optimism, polygon စတဲ့ air 2တွေမှာဆိုရင် transition တစ်ခုကို ETA region mainnet လို့ဒေါ်လာ30ပေးရမယ်အစား0.01ဒေါ်လာဝန်းကျင်သာပေးရပါလေ။ ကိုက transition လုပ်တဲ့အခါ Italian ကိုတုံးမရမယ်ဆိုရင် transition မလုပ်ရင်မတုံးပါနဲ့တိုးထက်ပိုတတ်တာနဲ့ Solana, Avalanche, BNB Chain တို့လို V ရန်နေတဲ့ blockchain တွေပေါ်မှာ NFT မင်းတာ token ပို့တာစတာတွေလုပ်တဲ့မှာလေကို transition ကအရေးမကြီးဘူးဆိုရင် wallet မှာ gas price ကို slow ရွေးတဲ့မှာ transition ပိုချနိုင်ပေမဲ့ပေးရတဲ့ gas fee တတ်တာသွားပါမယ် fast ဆိုတာကိုတော့အရေးတကြီးလို့မှသာရွေးတုံးတဲ့မှာလေနောက်ပြီး big gas လို့ central light exchange မှာ ကိုထရိတ်လိုက်တိုင်းပေးရတဲ့ fee တက်တာရှင်နဲ့ဆိုရင်တော့ကျွန်တော်တို့ crypto chain ရဲ့ refer rate ကို CCMM1 ကိုအသုံးပြုတင်ပြီးအကောင့်ဖွင့်ထားတင်ပါတယ်။ဘာလို့လဲဆိုရင် trading လုပ်တိုင်းတတ်တာ trading fee တန်တိပါစင်တစ်ကောင်နဲ့ကျွန်တော်တို့ crypto chain ဘက်ကနေလည်းလုပ်ပေးမယ်။ campaign တွေကနေလည်းလက်ဆောင်တွေယူလို့ရအောင်မှဖြစ်ပါတယ်။ Bitget agent အကောင့်ဖွင့်ဒီအသေးစိတ်ကိုတော့ဒီ video မှာတွားကြည့်လို့ရပါတယ်။ video link ကိုတော့ဒီ video description မှာထည့်ပေးထားပါတယ်။တကယ်တော့ gas fee ဆိုတာက blockchain network ပေါ်က transition တွေကိုအောင်မြင်စေဖို့ miner validator တွေကိုပေးရတဲ့ဝေဆောင်ကားဆိုလားနားလည်သွားလောက်ပြီးထင်ပါတယ်။တခါတလေဒီ fee တွေများနေတာကလည်း network ထဲမှာလူသုံးများလို့ demand များလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ကိုပေးရတဲ့ gas fee တတ်တာချင်းနဲ့ဆိုရင်တော့ဥပမာပြောခဲ့တဲ့နည်းလမ်းတွေကိုတုံးတက်ပါတယ်။ဒီလိုမျိုး crypto ဘခုတုတာနဲ့တရင်ချက်လက်တွေကိုအရင်ဆုံးသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ YouTube channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ထားပေးပါအောင်ဗျာ။